အမျိုးများလုံးမင်္ဂလာပါဗျဒီနေ့က23ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျဦးဇင်းတို့မိထီလာမှာဖြစ်သွားတဲ့မလိုင်ရဘုံမှုနဲ့ဘောမလိုင်ဘုံမှုနဲ့ဒီမိထီလာကပတ္တလကောင်းဆောင်ဇုံထွင်းတို့ရဲ့အကြောင်းလေးကိုဒါဦးဇင်းပြောပြခြင်းလို့ပါဗျာနော် ဘာကိုပြောပြချင်တာလဲဆိုလို့ရှိရင်ဒါဒီတည်းကတော်တော်များများလဲ live ပေါ်မှာကနော်ဒုဂုံမူကြီးဝေဖြူအောင်ပေါ့နော်ဝေဖြူအောင်နဲ့မလိုင်ကဟိုပါပေါ့နော်အစောထွင်းတို့ရဲ့ဖြစ်စဉ်ကဘယ်တော့မှဖြစ်တာလဲဆိုလို့ရှိရင်29ရက်3လပိုင်း2000ထဲမှာ25ကနေဖြစ်တာနော်29ရက်အဲ့နဲ့ဖြစ်တယ်ပေါ့ဗျာအဲ့ရင်ဖြစ်တော့ဖြစ်ဖြစ်ချင်းနောက်နေ့မှာဥစဉ်တူတူဒီသူတို့ရဲ့ တကားတော်သူထွင်းတို့ရဲ့ဒါဆရာတော်ကတော့တောင်တာလေးဆရာတော်တောင်တာလေးဆရာတော်ဖြစ်တယ်ဦးစင်းရဲ့ဖုန်းနံပါတ်ကိုမယူမွေကနေတစ်ဆင့်ပေးလိုက်ပုံကြမယူမွေကနေမှတစ်ဆက်စစ်တယ်တက်တဲ့ခါမှာအကျိုးအကြောင်းပြောပြတယ်ပေါ့အကျိုးအကြောင်းပြောတော့ဗီဒီယိုဖိုင်လဲဦးစင်းစီပို့လိုက်တယ်နော်လူလူဆရာတော်စီလဲပို့ရင်ပို့မှာပေါ့နော်အဲပို့လိုက်တဲ့အခါမှာဦးစင်းကနေမှတော့ကိုလုံးတုံးတက်လိုက်တယ်ဟုတ်ပြီဒါဘုံမှုမသွားကြီးဘုံမှုမသွားကြီးဖြစ်တော့ကြဗမလိုင်းကဘုံမှုစီဦးစင်းချက်ချင်းဖုံးဆက်တယ် နော်မလိုင်ဘုံမှုစီကိုဆက်တယ်ဒကာကြီးတို့တို့လို့မထီလာမှာဒလို့လို့ဖြစ်သွားတယ်ဒီဖြစ်စင်မှာတော့ဒကာကြီးမူးလိုပဲဖြစ်ဖြစ်ဒကာကြီးအကြောင်းမမှုကြောင့်ဘလို့ပဲဖြစ်ဖြစ်ဖြစ်စင်အားလုံးကိုတုတ်တက်လိုက်မယ်ဆိုရင်ဒကာကြီးမားတယ်ဒကာကြီးမားတယ်အဲ့တော့ဒကာကြီးမားတဲ့အတွက်ကြောင့်ဒကာကြီးတောင်းပန်ရမယ်ချင်းချင်းနေမကောင်းဘူးနော်သူလည်းကောင်းပါလေအဲ့ဒီဘုံမှုလည်းချက်ချင်းလည်းငင်းတောင်းပန်တယ်နော်တောင်းပန်တယ်တောင်းပန်တယ် တောင်းမှန်တာတောင်းမှနော်အဲ့ပထမဆုံးဖုံးဆက်တယ်အဲ့ဘုံကတက္ကသိုလ်ထုတ်စီဖုံးဆက်တယ်ဖုံးအကော20ဆိတ်လောက်ရှိမှထင်းတယ်နော်ဖုံးဆက်တယ်ဖုံးဆက်တော့မရဘူးပေါ့ဗျာမရတော့သူဒီကမိဋ္ဌိလာကတတ်နိုင်မှုတတ်နိုင်မှုဒုတတ်နိုင်မှုအစင်လောက်ရှိမှထင်းတယ်နော်အဲ့ဒီတက်သေးကဒကာယူလေဥစ္စာဖုံးလန့်ဆက်ဒကာကြီးတလို့တလို့ရှိတယ်နော်အယုံမှတောင်းမှန်မှုတော့မလန်းဘုံမှာလာမယ်အဲ့ဒကာကြီးသူ့ကိုလည်းခေါ်ပေးလိုက်ပါ အဲဒကာဇော်ယူထွေးနေနဲ့ဥစဉ်ဖုံးဆက်ထားတော့လုံးဝမကင်တော့ဘူးဥစဉ်ပြောချင်တာကဒကာကြီးရဲ့လို့အချင်းချင်းမဲ့ तू ကပဲဗျာမှားတယ်မှားလို့ဝင်ခိုင်းတာကိုကရန်သူတွေမှမဟုတ်တာမိတ်ဆွေတွေပဲအဲ့တော့မှားတယ် तू ကအခုအမားကိုတူတီလို့တောင်းပန်တာပဲခွင့်လွှတ်ပေးလိုက်ပါအာတပည့်တော်ကလုံးဝခွင့်မလွှတ်နိုင်ဘူးဗျာတဲ့တပည့်တော်စာရိုက်လဲစီပီပီတဲ့နောက်ဆုံးတော့ဥစဉ်ကဒကာကြီးရဲ့လို့အတက်နေရနေတစ်ဆင့်တောင်းပန်ခိုင်းပါတောင်းတွားပြီလဲတောင်းပန်တယ်အဲ့တော့ခွင့်လွှတ်မဲ့ဘာညာတော့မဟုတ်အထက်ပဲစတင်မယ်ပေါ့ဗျာ तू တင်တဲ့စာတွေကိုလဲဥစဉ်စီကိုပို့ထားတယ် တို့ဒီတိုင်းတင်မှာပေါ့နော်အဲ့ဒါဥသိန်းနဲ့လုံးဝဆက်တွယ်လို့မရတော့ဘူးတောင်တာလေးနဲ့ပဲတိုင်မြန်မှာပေါ့တောင်တာလေးနဲ့ပဲလုံမှာပေါ့တို့တို့ဆရာဒါဆိုရင်ခင်ဗျဘာဖြစ်လို့ကျုပ်စီကိုဖုံးဆက်နေရတော့လို့တောင်တာလေးရှိနေရဘာဖြစ်လို့ကျုပ်စီကိုဆက်တွယ်နေရတော့လို့ကျုပ်ကအချင်းချင်းနေမလိုအပ်တာတွေမဖြစ်အောင်ဒါကြီးကအပြည့်ပြန့်နိုင်သွားလို့ရှိရင်သူများပြောစရာဖြစ်မှာဆိုလို့လို့သူများတွေကအမျက်ထုတ်သွားမှာတစ်ဖက်ကနေအမျက်ထွက်သွားမှာလို့ဟုတ်စင်းနဲ့ဆက်တွေ့မှုမရတော့ဘူးပေါ့ဗျာเนาะအခုဦးစောယူထွေးဖန်းခံရတော့ ဒါပဲမယူမွေးဘုံကြီးရဲ့အခုဂွန်ကြီးပေးလိုက်ပါဦးနဲ့လူ့ဟိုတဲ့အဥစဉ်အကောင်လုံးနမခမှာတိုင်းမှုအလူဖြောပြရေးရှိလို့လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာပြည်သူနှစ်ဦးသေဆုံးစကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခမှာတိုင်းမှုအလူရှိလို့ဖြောပြရေးလုပ်နေချိန်စစ်အုပ်စုကလက်နက်ကြီးနဲ့မုံရွာဝင်းကျင်ကိုပစ်ခတ်ခဲ့လို့ပြည်သူနှစ်ဦးသေဆုံးပြီး ရှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန့်တွေကပြောပါတယ်။မနေ့ကမေလ20ရက်ရက်ည9နာရီဝန်းကျင်ကမုံရွာမြို့အဝင်မအူကိန်းနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခထဲကနေစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြောင်းမအူကိန်းကပစ်ခတ်ခဲ့တဲ့80တမမလက်နက်ကြီး6လုံးဟာငကားတွင်းကြီးရွာတွင်ကြားရောက်ပောက်ကွဲပြီးပြည်သူ30ဦးပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ကနှစ်ဦးသေဆုံးသွားတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ လက်နက်ကြီးက6လုံးကြတာပြည်သူ30ဦးထိခိုက်ရမှာအမျိုးသားတဦးအမျိုးသမီးတဦးကတော့ညာထဲကဆုံးသွားလို့ဒီမနက်စောစောပဲကိစ္စပြီးလိုက်ကြတာပြောတယ်လို့ဒေတာခန်တဦးကပြောပါတယ်မနေ့မေလ22ရက်မနက်ကနမခထဲမှာတိုင်းမှုရဲ့ရဟန်းခန့်ရှင်ပြုလူရှိပြီးညာဘက်မှာတော့ဒိန်းတောင်ပါဝင်စစ်ကောင်စီလော်ဘီတချို့လာရောက်ဖျော်ဖြေခဲ့တယ်လို့ဒေတာခန်တချို့ကဆိုပါတယ်စာလင်းကြီးမျိုးနဲ့သာအဆိုတော်ဖော်ဝေးပါတယ်လို့သတင်းတွေထွက်နေပြီး အတီမပြုတ်နိုင်သေးဘူးလို့ဒေတာခန်တွေကဆိုပါတယ်။ဖော်ဝေးကတော့ သူအိမ်မှာပဲရှိနေတဲ့အကြောင်းဒီကနေ့ level လွှင့်ညှင်းဆိုထားပါတယ်။အဲပွဲမှာစကားဆက်သက်သားတွေနမခထဲမှာမူယူတောက်စားပြီးလက်နက်ကြီးလက်နက်ငယ်တွေရန်တမ်းပစ်ခတ်တာမျိုးတွေလည်းရှိတယ်။မင်းညာကလို့အခြားဒေတာခန်တအူးကပြောပါတယ်။နေရာတင်ကနှစ်ယောက်တည်တာအိမ်ပေါ်တက်တက်ကြတာ ဟုမုံရမျိုးနယ်တရင်မှန်ပြန်ကြားရေးမှတာဝန်ရှိသူကနဂါးတွင်းရွာပြည်သူများလက်နက်ကြီးထိမှန်ခဲ့သည့်အခြေအနေကိုလူထုຫນွေဦးတို့ပြောသည်နဂါးတွင်းကျေးရွာဟာအရင်ကလည်းစစ်တပ်ကလက်နက်ကြီးနဲ့မကြာခဏပစ်ခတ်မှုတွေကြောင့်ပြည်သူတွေထိခိုက်တေဆုံးခဲ့မှုပါတယ်။တုံးတက်လိုက်တယ်။လုံးတက်လိုက်တယ်။ယူစစ်စစ်မှုထားဥပဒေနဲ့ပတ်တဲ့ဥပဒေပြနော်။အကုန်တုံးတက်လိုက်တဲ့အခါမှာဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဒါဥစဉ်တုံးတက်ပြီလေ။ ။ဘာဖြစ်လို့900ငါးနဲ့ဆွဲရအောင်ဆိုတော့အဲ့မှာဦးဇင်းတို့စီဒီစာရောက်လာတဲ့အခါမှာအရှေ့ရရှင်းရှင်းလေးအကုန်လုံးတုံးတက်ပြီးတဲ့အခါမှာဦးဇင်းကသူ့ရဲ့ကိုစောထွေးအမကလည်းဆက်တွေ့တယ်။ဒကမာကြီးဒီတက်မှာတရားတေကနေဥပမာဆိုကြပါစို့ဗျာလို့တရားတေကနေခမရဗျာလို့ဒီရပြည်သူစဥပဒေနဲ့ပြဋ္ဌာန်းတဲ့ဘာညာစားတဲ့လက်စားတဲ့ဘာဆိုရင်တော့မှဗျာလို့ ခင်ဗျအဲ့ဒီဘဲဘုံမူကစားတယ်ဘဲဘုံမူကဘလို့ဘလို့ပတ်ဆံယူလဲဆိုပြီးလောက်ရမှာလို့အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကမန်း905နဲ့ဆွဲရလားမတည်ဘူးလို့အဲ့လိုဘာလို့လဲဆိုတော့နာမည်မပါဘူးလေတက်ကြီးတစ်ရက်လုံးကိုပြောလိုက်တာ ਉਹ အဲ့လို905နဲ့ဆွဲရဆိုရင်တော့ဦးစင်းတို့လည်းတောင်းပန်ပေးပါမယ်လို့ဒီ905နဲ့မဆွဲဘူးပေါ့နော်ဒီဒကာကြီးတွေကိုလည်းသူတောင်းပန်ရင်တော့ချင်းချင်းနေပဲလို့ကြေးမှာပေါ့ဒါလည်းဦးစင်းကပြောပြလိုက်တယ်တော်တော်လေးဆရာတော်ဦးစင်းဆက်တဲ့အခါမှာလည်းတော်တော်ကြီးအဲ့လိုဟာရှိတယ်တကယ်လို့ ဘုံမူဘဒူကဘဒူကလတ်စားတယ်ဘုံမူဘဒူကစစ်မှုထဥဒီမှာဘလောက်ဘလောက်ယူရဲဆိုရင်တော့တပြို့တော်ကဒီငါရဲ့ဥပဒေနဲ့မညီဘူးဖေဟာလို့အဲ့လိုမဟုတ်ဖက်နဲ့နာမည်မပါဘဲနဲ့တက်ကိုရေးလိုက်တယ်ဆိုရင်တော့တဲ့တပြို့တော်ညှိနိုင်တဲ့အနေထားရှိတာဘောလို့အဲ့တော့တပြို့တော်ဖေဟာလို့မဟုတ်လားအရှင်းရှင်းလေးဥစဉ်တော်ကကာယကံရှင်တို့သွားပြီးတောင်းပန်မယ်တောင်းပန်လို့မရရင်လှုပ်တင်လှုပ်တိုက်တာလုပ်မယ်အချင်းချင်းနေရန်သူမဟုတ်ဘူးဟုတ်လားရှင်းရှင်းနေရန်သူမဟုတ်ဘူး ဒါနဲ့အခုပြောရတဲ့ပတ်သက်ပြီးအားလုံးကပြည်သူစစ်အားလုံးဥစဉ်မုံကြီးမုံလိုက်မယ်ဒါဥစဉ်အမှန်တရားအမှန်တရားကိုပြောတာတချို့တည်င်းဌာနတွေမှာတွေ့တယ်ဘာတွေ့ရလဲဆိုအဲ့မလိုင်ရဘုံမှုကလည်းမလိုင်မှာနာမည်ကောင်းရှိလားဆိုမလိုင်မှာနာမည်ကောင်းမရှိဘူးနော်အဲ့ဘုံမှုကဥစဉ်လိုက်เสียရလည်းအကြောင်းမရှိဘူးလိုက်လိုက်เสียရလည်းအကြောင်းမရှိဒါဥစဉ်အမှန်တရားကိုပြောပြခြင်းဖြစ်တယ်မလိုင်မှာလည်းသူပြည်သူလူထုကြမှာနာမည်ကောင်းမရှိဘူးနော်ဒါမလိုင်ပြည်သူလူထုရဲ့ပြောစကားပေါ့ဗျာတချို့က ဒီမလိုင်းဘုံမှုနဲ့ဦးဇင်းတို့ပတ္တဆာကောင်းဆောင်နဲ့ရန်ဖြစ်တယ်24နှစ်အရွယ်မှာဖမ်းခံရတယ်ဆိုတဲ့တဲ့ရင်မှားတယ်ဆိုတဲ့အကြောင်းဦးဇင်းပြောချင်တာမလိုင်းဘုံမှုနဲ့ဖြစ်လို့ဖမ်းခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ905နဲ့မဆိုင်ဘူးဆိုတာဦးဇင်းကပြောချင်တာနော်ဘာဖြစ်လို့မလိုင်းဘုံမှုနဲ့ဖြစ်တာက29ရက်3လပိုင်း2000နှစ်မှာ25ဖြစ်တယ်အခုက73ရက်5လပိုင်း2025မှာဖြစ်တယ်အဲ့တော့ ပြောချင်တာကလုံးဝလုံးဝမဆိုင်ဘူးဒါပေမဲ့မဆိုင်နိုင်ငံရေးဒီဖြစ်သွားတဲ့ဂျာမန်ကတော့ကိုပဲရက်ွက်ကတော့ဒါဒီအမျက်ထွက်သွားတာပေါ့ဗျာဘောကဘုံမှုတွေကဘာညာအာနာရှင်းစမ်းနေအဲ့ဒီဘုံမှုဒီဟာနဲ့ပတ်သက်ပြီးတော့သူကတောင်းမှန်တယ်ဒါတော့တိုင်တဲ့ခါမှာအေးမယူတာအေးယူတာတိုက်ရဲ့အလုတ်တိုင်မှုတွေရဲ့အလုတ်စစ်တပ်ရဲ့အလုတ်ဒါနဲ့ဒီ905နဲ့ဒီဘုံမှုနဲ့မဆိုင်မှုဆိုတော့အလုံးပြောချင်တာဖြစ်တာက29ရက်3လပိုင်း2025မှာဖြစ်တာ ကိုစောဦးထွန်းတို့ဖြစ်တာက73ရက်5လပိုင်း2025မှာဖြစ်တာဘာပဲပြောပြော905နဲ့ဆွဲတဲ့ပုံမှန်ဒီဥစဉ်တို့အမြင်တုံ့တက်ရမယ်ဆိုရင်တော့အချင်းချင်းတွေပဲခေါ်ယူဆုံးမရင်ရတဲ့အနေထားကိုမှားတယ်လို့ပဲဥစဉ်တို့ကတော့တုံ့တက်ခြင်းတယ်မှားတယ်လို့ပဲတုံ့တက်ခြင်းတယ်ကိုစောဦးထွန်းအနေနဲ့ဘာတခုမှားရလဲဆိုရင်ဒီတတ်မှာပေါ့ဗျာဥပမာဆိုကြပါစို့တက်နာမည်ကိုမထဲနာတတ်နာမည်ကိုဟိုမထဲတင်တာပေါ့ဗျာနော်တတ်နာမည်ကိုဥစဉ်တို့က တတ်နာမယ်မထဲပဲနဲ့တကယ်လို့မဲ့အဲ့ဒီနေရာမှာဘုံမှုဘဒူဘဒူဘဲဝါဝါဆို ထဲလိုက်ရင် ပို့ပြီးမှကောင်းတယ်လို့ဥစဉ်တို့ကတော့တုံးတတ်ချင်နေပြန်နော်ဒါဥစဉ်တို့စီမှာကတော့စားတွေကတော့အကုန်ရှိပြီးသားပါအဲ့တော့ဦးဇင်းတို့တက်ရနာမည်ကတော့တရမက်ရှိလာတက်မှတရတည်လို့ပဲထင်နေပြစာတွေကတော့ဦးဇင်းစီမှာတော့အများကြီးပို့ထားတာရှိတယ်နော် အဲ့အဲ့ဒါနဲ့ဦးဇင်းတို့ကပတ်သက်ပြီးမှဒါကနိုင်ငံရေးမှာဒီတိုက်ဆိုင်မှုလားဘာလားတော့မတည်ပေါ့ဗျာနော်အမျက်ထုတ်သွားတာကတော့ဟိုဘက်ရက်ကွက်ကလူတွေအမျက်ထွက်သွားတာတော့အမှန်ပဲဗျာနော်ဒါ line ပေါ်မှာဘယ်သူကစတင်နေဆိုတာလဲဦးဇင်းတို့ကတော့သိပါတယ်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့ကဒီကိစ္စကဒီကဆက်ပြီးမှမပေါင်းဘူးတပိတ်စခန်းမှာကလေးကဦးဇင်းတို့2000နာမဆက်ခွင်တပိတ်စခန်းမှာကလေးကဘယ်သူကဘယ်ကိုတော့ကဘယ်သူဘယ်သူကဘယ်လိုဘယ်လိုအမျက်ထွက်သွားတယ်ဆိုတာဦးဇင်းတို့ကတွေ့ပြီးသား ဦးဇင်းတို့ကတွက်ပြီးသားအဲ့တော့ဦးဇင်းတို့ကဝေးဝေးရနေတဲ့မပေါင်းဘူးတိတ်ပြီးမှမဆက်ဆံဘူးဒါပဲအခုတပိတ်စကားမှာအာဘောဟာဝတ်တန်းစင်တို့ဘဒူတို့ဘလို့လို့ဝါရထောင်အားထွက်လာတော့ဘလို့ဖြစ်တယ်ဘလို့တွေဘဒူဘလို့ရလာမသာဦးဇင်းတို့တွက်ပြီးသားနော်အဲ့တော့ဦးဇင်းတို့ကဝေးဝေးရပဲရှောင်းတယ်အဲ့တော့အချင်းချင်းနေအေးစေးစေးပြရမယ်ရာဟုတ်တစ်ဖက်ကအမျက်ထွက်သွားတာတော့မကောင်းဘူးပေါ့ဗျာနော်တချို့ကပူပူနွေ့နွေ့ကြီးဖမ်းမိတယ်ပူပူနွေ့နွေ့ပြည်သူစစ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဦးစင်းကပဲရှေ့ကမမရမမရက်တည်ပြီးမှအမုန်းခံခဲ့တာ ရှေ့ကနေမားမမတ်ရက်တီဗီမှာရင်ဆိုင်ခဲ့တာဆိုတာလဲမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူစစ်တီရောမန္တလေးမှာရှိတဲ့ပြည်သူစစ်တီရောအလုံးအတီးဆုံးပါဗျအလုံးတာပါပဲဗျ